ခေါင်းကြီးရဲ့ခေါင်းတိုက်သွင်းကိုနဲ့တူအန်ဖီကွန်းမှာအမှန်တီးနိုင်ခဲ့တဲ့မန်ချက်စတာယူနိုက်တက်သင်အားလုံးပဲမင်္ဂလာပါခင်ဗျာမနေ့ကစူပါဆန်ဒေးညမှာဆိုလို့ရှိရင်တော့ပွဲကြီးပွဲကောင်းပွဲစဉ်အဖြစ်ဖာဘူးသင်းနဲ့မန်ချက်စတာယူနိုက်တက်သင်တို့ရင်ဆိုင်ခဲ့ပြီးတော့ခေါင်းကြီးရဲ့ခေါင်းတိုက်ကိုနဲ့တူအန်ဖီကွန်းမှာနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ် ။ဓမ္မဘူးတင်ရဆိုလို့ရှိရင်ခုရသည် transfer window မှာတန်း400ကျော်အသုံးပြုထားခဲ့ပေမဲ့လည်းအားနည်းချက်များစွာနဲ့တူနောက်ဆုံး၃ဝက်ဆက်တိုက်ကိုရှုံးမွေးကြုံတွေ့ထားတာပဲဖြစ်ပါတယ်။ဓမ္မဘူးတင်ရ MV ကွင်းမှာလာကစားရတဲ့ Manchester United တင်ရဆိုလို့ရှိရင်တော့ခုလို line နဲ့ပဲပေါ်ထွက်လာခဲ့တာပဲဖြစ်ပါတယ်။ပုံမှန်နေရာမှာလမ်းမန်းကိုပွက်ထွက်လာခဲ့ပြီးတော့တိုက်စစ်ပိုင်းနေရာမှာကုညာမေဆွန်မောင်မေဘူးမိုးတို့အတွေ့ဘက်ကိုတွေ့မြင်ခဲ့ရတာပဲဖြစ်ပါတယ်။ ဝင်ဘက်တင်နေရမှာဆိုလို့ရှိရင်တော့ဒါလုံးနဲ့အာမတ်ကိုထဲသွင်းကစားလာသေးရတာပဲဖြစ်ပါတယ်။လဘာဘူးသင်းဟာဆိုလို့ရှိရင်လည်းမန်ချက်စတာယူနိုက်တက်အသင်းကိုရင်ဆိုင်ရမယ့်ပွဲစဉ်မှာခုလိုလိုင်းနဲ့ပဲပေါ်ထွက်လာခဲ့တာပဲဖြစ်ပါတယ်။ Florian Pes ကိုနားပေးခဲ့ပြီးတော့တိုက်စစ်ပိုင်းနေရမှာ Salah, Isak နဲ့ Gabo တို့တွဲဖက်ကိုတွေ့မြင်ခဲ့ရတာပဲဖြစ်ပါတယ်။ပွဲစား10မိနစ်ကျော်မှရင်အထာနေခဲ့တဲ့လဘာဘူးသင်းဟာဆိုလို့ရှိရင်မန်ချက်စတာယူနိုက်တက်အသင်းကိုတွင်းဂိုးတွေ ခွင့်ပြုပေးခဲ့ရတာပဲဖြစ်ပါတယ်ဒီကိုကိုတော့အမတ်ရဲ့ဖန်တီးပေးပို့မှုကို Brian Ambumo ကလှလပပကန်သွင်းခဲ့ပြီးတော့ပွဲချိန်10မိနစ်နဲ့5စက္ကန့်ရောက်မှတယ်လဘာဘူးတင်ဘက်ကို Manchester United သင်ဟာဦးဆောင်ကိုသွင်းယူခဲ့တာပဲဖြစ်ပါတယ် Manchester United သင်ဟာဆိုလို့ရှိရင်လဘာဘူးသင်းရဲ့ပွဲစဉ်မှာခန်းစစ်ပိုင်းပုံစံကိုအကောင်းဆုံးပုံစံကစားခဲ့ပြီးတော့ခန်းစစ်ကစားသမား9ယောက်လောက်ထိကိုလဘာဘူးသင်းရဲ့တိုက်စစ်ကိုဟန်တားစေခဲ့တာပဲဖြစ်ပါတယ်။ ဒီပွဲစဉ်မှာဆိုလို့ရှိရင်လဘာဘူးတင်းဟာဘောလုံးပိုင်ဆိုင်မှုအတားအယားရှိခဲ့တာမှန်ပေမဲ့လည်းဆာလက်အီဆက်တိုရဲ့ခြေစွမ်းမပြနိုင်မှုနဲ့အတူရုန်းကန်ခဲ့ရတာပဲဖြစ်ပါတယ်မန်ချက်စတာယူနိုက်တက်တင်းရဲ့ဂိုးသမားတက်လေလမ်မန်းဟာဆိုလို့ရှိရင်လည်းလဘာဘူးတင်းနဲ့ပွဲစဉ်မှာအကောင်းဆုံးလက်စမ်းပြကောက်ခဲ့သားခဲ့ပြီးတော့ပွဲပြီးမှာဆိုလို့ရှိရင်လည်းမန်ရော့သမတ်စုကိုရရှိခဲ့တာပဲဖြစ်ပါတယ်ပထမပိုင်းမှာဆိုလို့ရှိရင်ဘရိုင်းယန်အမ်ဘူမိုရဲ့သွင်းကိုနဲ့အတူလဘာဘူးတင်းကိုမန်ချက်စတာယူနိုက်တက်တင်းဟာအနိုင်ရရှိနေခဲ့တာပဲဖြစ်ပါတယ် ဒုတိယပိုင်းမှာဆိုလို့ရှိရင်တော့နေတဲ့လုံးဟာလူသားလက်မှုတွေပြုလုပ်စေခဲ့ပြီးတော့တဘာဘူးသင်းဟာသူတို့သင်းရဲ့ကွင်းလေပိုင်းဟာလုံးဝပြစ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ Gavran Bat နဲ့ Matt Alistar တို့ကိုထုတ်စေခဲ့ပြီးတော့ Curtis Jones နဲ့ Florian Bisco တို့ကိုပွဲချင်း62မိနစ်ရောက်မှထည့်သွင်းစေခဲ့တာပဲဖြစ်ပါတယ်ဒီဘက်မှာဆိုလို့ရှိရင်မိုဟာမက်ဆာလတ်ဟာအပိုင်ခွင့်ရေးတွေရရှိခဲ့ပေမဲ့လည်းလွဲချော်ခဲ့ပြီးတော့ကပ်ပိုဟာဆိုလို့ရှိရင်လည်းအပိုင်ကောင်းတိုက်သွင်းဖို့ကိုလွဲချော်ခဲ့တာပဲဖြစ်ပါတယ်။ ဒုတိယပိုင်းမှာဆိုလို့ရှိရင်လဘာဘူးသိန်းဟာတိုက်ဆက်ပိုင်းကစားပုံပုံမကောင်းမွန်လာခဲ့ပြီးတော့ရုံးကန်နေရတဲ့ဤဆက်ရဲ့နေရာမှာခြီစာကိုလူသားလဲသိခဲ့တာပဲဖြစ်ပါတယ်။ခြီစာကိုလူသားလဲပြီးတော့6မိနစ်ရောက်မှတဲ့ပွဲချိန်88မိနစ်ရောက်မှတဲ့လဘာဘူးသိန်းတို့ခြေပါကိုရရှိခဲ့ပြီးတော့အဲ့ဒီကိုတော့ခြီစာရဲ့ဆိုလို့ရှိရင်မန်ချက်စတာယူနိုက်တက်ကနေပွဲစဉ်မှာဘောလုံးပိုင်ဆိုင်မှုအတန်ရခဲ့တာကလွယ်လို့ရှိရင်အားနည်းချက်များစွာရှိခဲ့ပြီးတော့အဓိကသူတို့ရဲ့အားနည်းချက်ဟာဆိုလို့ရှိရင်တော့ဖူးဘက်လို့ခေါ်တဲ့ နောက်တန်းခန်းတဲ့ကရသမားနေဟာဆိုလို့ရှိရင်အမားတွေများနေကြတာပဲဖြစ်ပါတယ်။တိုင်းဆက်ပိုင်းနေရာမှာဆိုလို့ရှိရင်လည်းဆာလက်ဟာတော်တော်လေးကိုခြေစွမ်းကျလာတာကိုတွေ့မြင်ခဲ့ရပြီးတော့အီဆက်ဟာဆိုလို့ရှိရင်လည်းနယူကာဆယ်မှာကောင်းမဲ့သလောက်လဘာဘူးတင်းမှာရုန်းကန်နေရတာပဲဖြစ်ပါတယ်။ လူရီယာပိုင်းပွဲချိန်82မိနစ်ရောက်မှဆိုလို့ရှိရင်မန်ချက်စတာယူနိုက်တက်တင်တို့တောင်းကန်ဖို့ရရှိခဲ့ပြီးတော့ပွဲချိန်84မိနစ်ရောက်မှဆိုလို့ရှိရင်ဘရူနိုဖာနန်ဒက်ရဲ့ဖြတ်တင်ဘောကိုခေါင်းကြီးကခေါင်းတိုက်သွင်းယူခဲ့ပြီးတော့ပွဲချိန်84မိနစ်ရောက်မှခေါင်းကြီးဟာလဘာဘူးတင်ဘက်ကိုအနိုင်ကိုသွင်းယူခဲ့တာပဲဖြစ်ပါတယ်ပွဲချိန်မိနစ်တင်မှာဆိုလို့ရှိရင်လဘာဘူးတင်ဟာခြေပါကိုမသွင်းနိုင်ခဲ့ပဲနဲ့ပွဲပြီးမှာဆိုလို့ရှိရင်တော့2-1ဆိုတဲ့ရလဒ်နဲ့မန်ချက်စတာယူနိုက်တက်အသင်းကိုအန်ဖီကွင်းမှာယေးနေခဲ့တာပဲဖြစ်ပါတယ်။ ဒီပွဲစဉ်မှာဆိုလို့ရှိရင် Manchester United အသင်းဟာကစားပုံကောင်းပုံခဲ့တယ်လို့ပြောဆိုရမှာဖြစ်ပြီးတော့တမာဘူးသင်းကို10နှစ်ကြာမှ MV ကွင်းကြီးမှာအနိုင်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။အဲဒီတော့ဘူးသင်းဟာဆိုလို့ရှိရင်တော့ Manchester United အသင်းကို MV ကွင်းမှာထပ်မံရှုံးနေခဲ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ Premier League မှာ၃ပွဲဆက်တိုက်ရှုံးပွဲကြုံခဲ့တာဖြစ်ပြီးတော့၄ပွဲဆက်တိုက်ကို Champions League ပွဲရောပါဝင်ရှုံးနေတဲ့မှတ်တမ်းဟာဆိုလို့ရှိရင်လည်း Arne Slot ရဲ့လက်ထက်မှာဝင်သွားခဲ့ပြီပဲဖြစ်ပါတယ်။ မန်ယူသင်းရဲ့နောက်ခံသံတမန်ဒီလီဟာဆိုလို့ရှိရင်လည်းလဘာပူသင်းရဲ့အားအနေဆုံးပိုင်းဖြစ်တဲ့ဖူးပတ်နေရာတွေကိုကျွန်တော်တို့ကအဓိကထားပြီးတိုက်စစ်ဆင်ခဲ့လို့လဘာပူသင်းကိုအနိုင်ရရှိခဲ့တာပါဆိုပြီးတော့ပွဲပြီးမှပြောကြခဲ့တာပဲဖြစ်ပါတယ်။အီမိုနီယာဆိုလို့ရှိရင်တော့အခုဆိုလို့ရှိရင်ပရီးမီးယားလိပွဲစဉ်နှစ်ပွဲဆက်တိုက်အနိုင်ရရှိမှုနဲ့အတူလဘာပူသင်းကို10နှစ်ကျော်ကြာမှာ ပြန်လည်အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။လဘာမှုသင်းကိုအန်ဖီကွင်းမှာအနိုင်ရရှိခဲ့တာဆိုလို့ရှိရင်မန်ချက်စတာယူနိုက်တက်အသင်းဟာ2016ခုနှစ်ကဝိုင်းရွန်းနီရဲ့နောက်ဆုံးဂိုးနဲ့အနိုင်ရရှိခဲ့တာဖြစ်ပြီးတော့ဥက္ကာမှာဆိုလို့ရှိရင်တော့ကောင်းကြီးရဲ့ကောင်းတိုက်သွင်းဂိုးနဲ့အတူ10နှစ်ကျော်ကြာမှာထပ်မံအနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။ ဒါလေးကတော့မင်းညားကစားခဲ့တဲ့ပွဲစဉ်မှာနိုင်ယူဖို့ခက်ခဲလာပါတယ်ဆိုတဲ့ MP ကွန်ကြီးမှာကောင်းကြီးရဲ့ကောင်းတိုက်သင်ကိုနဲ့တူလဘာပူးသင်ကိုနိုင်ယူနိုင်ခဲ့တဲ့ Manchester United အသင်းရဲ့အကြောင်းလေးကို Pep Review လေးပြုလုပ်ပေးထားတာပဲဖြစ်ပါတယ်။မိတ်ဆွေတို့အနေနဲ့ဒီပွဲစဉ်ပေါ်မှာဘယ်လိုမြင်လဲဆိုတာကို comment box အောက်မှာဝင်ရေးပေးသွားလို့ရပါတယ်။အားလုံးကိုကျေးဇူးများအပ်တင်ပါတယ်။